လာဆုံးချိန်တပင်လူခေါ်တယ်လေတဲ့လေဒိန်ပင်လေဒီရှိမှသူမေးကနေတောင်မစလပန်းနဲ့အနေထိုင်နေသူဇလန်နဲ့ချယ်ရီနေကလေးကိုနာချင်လာလည်းနေမနက်ခင်းနေကမင်းလိုလန်းစေတဲ့ရိတ်တွေကိုမရောက်လာ နိုင်ငယ်စီတဲ့ကလေးအတူပြမဆုံနေပဲကံခင်းနေသူနရောက်ဟဲ့နေကြီးမနဲ့ခင်တစ်ဖက်ဒီနေဝင်ကြရတစ်ဖက်စီတောင်းမောသူငွေ